overthinking သမားတွေအတွက် idea တခုပေးမယ်အဲ့ဒါကဘာလဲဆိုကျွန်တော်တို့အားလုံးကြားဘူးနေကြတယ်အတွေ့အကြုံလွန်လာရင်တစုံတစ်ခုနဲ့ပတ်သက်ပြီးတော့စိတ်ဖိစီးလာရင်ခံစားချက်တွေချရေးကြည့်ဒါဆိုရင်တက်တာသွားတယ်အဆင်ပြေသွားတယ်နီးလန်းတေ့သွားမယ်လို့ဆိုကြတယ် yes တချို့သူတွေအဆင်ပြေသွားကြတယ်အဆင်မပြေတဲ့သူတွေရှိနေသေးတယ်အခုဒီဗီဒီယိုမှာပြောပြမယ့်အကြောင်းအရာကကျွန်တော်လူလူမျိုးပေါ့ကျွန်တော်တို့ကလေးဘွားတွေကစာအရှိကြီးဖတ်ရင်အာရုံရတာထက်ဗီဒီယိုကြည့်လိုက်ရင်အုံတော်တော်မှမှတ်မိနေတာမျိုး ပထမတလိမှာသူများလုပ်တဲ့ပုံစံစာချရေးခြင်းကကျွန်တော်တို့အုံတော်ထဲမရောက်စေဘူးဆိုပုံလေး diagram လေးမြေပုံလေးဆွဲတာပိုကောင်းတယ်။ဥပမာကျွန်တော်ကတစုံတစ်ခုလိုချင်တယ်။ဥပမာမိတ်ဆွေကရုံးခန်းတစ်ခုအမြန်လိုချင်နေတယ်ဆိုရင်ပုံလေးဆွဲလိုက်ရုံးခန်းလေးလိုချင်တယ်။ဘာကြောင့်လိုချင်တာလဲနောက်တစ်ဆက်။ဘာကြောင့်လိုချင်တာလဲဘာလို့ဟိုညာလို့ဟိုခမချရေးကြည့်။ဟုတ်ပြီ။အဲ့ဒါကိုရအောင်ဘယ်လိုလုပ်မလဲဆိုမသိ။မသိဘူးဆိုရင်ဘယ်လိုသိလဲ။သိအောင်ဘယ်လိုလုပ်မလဲ။အဲ့လိုမျိုး step တွေခွဲလိုက်တာနဲ့ကျွန်တော်တို့ကအဖြေကရလာမယ်။ ကျွန်တော်စိုးရင်ကြောင်းကြနေတဲ့တာမန်ထပ်ပို့တဲ့စိတ်ဖိစီးမှုကပျောက်သွားမှာဖြစ်တယ်။ journaling စာချရေးခြင်းကမကောင်းဘူးပြောတာမဟုတ်ဘူး။တခါတလေမှရုပ်ပုံတွေကပို့ပြီးရင်လည်းရောက်စေတတ်တဲ့ကျွန်တော်တို့လူတွေအတွက်ညှောက်ဝေခြင်းဖြစ်ပါတယ်။အစဉ်ပြေ yes လို့မှန်ပေပါကျွန်တော်ကိုနိုင်ဦးပါကျေးဇူးတင်ပါတယ်။